အားလုံးကိုမင်္ဂလာပါလို့တကယ်ရှုနာမ၌လူကုန်ဆက်တာပါတယ်။အခုတော့ကျွန်တော်ဆက်လက်ပြီးတော့မှထမြောက်အကြအနှစ်ချုပ်ကိုစီကျင်လေ့လာထားခြင်းဟာဝင်ငါမှာဖြစ်ပါတယ်လို့ထမြောက်အကြအခါကြီး၁၄အငယ်၄မှာမောရှိရတဲ့ထာဝရဘုရားရဲ့စကားတော်အလုံးစုံတို့ကိုရေးမှတ်ထားတယ်လို့ပြောထားတဲ့အတွက်ကပ္ပဦးကပ္ပဦးကျမ်းထမြောက်အကြဝိပုယအကြတောလေအကြ တရားဟောကြားလို့တာမပေးထားတဲ့ပြည့်ပြည့်တိချံ၅ကြား၅ကြားလုံးကိုမောရှိရေးတာဖြစ်ပါတယ်။ထောင်ရောက်ရာဆိုတဲ့စကားရဲ့မူလဖရိစကားအတိတ်ကဆက်တူအေးချိန်ကနေဆင်းသက်လာတာဖြစ်ပြီးတော့မှအပြေကိုထွက်လာတယ်။ going out အတိတ်အတိတ်ပဲရပါတယ်။ဣသရလူတွေအေဂုတ်တုပြည်ရဲ့ဂျုံဘွားကနေပြီးတော့မှယခင်ကရွေးတော့ကဲတင်ပြီးတော့မှအေဂုတ်တုပြည်တဲကနေပြီးတော့မှအပြင်သို့ ခေါ်ထုတ်လာတဲ့အကြောင်းပဲဖြစ်ပါတယ်။ကပ္ပဦးကျရဲ့နောက်ဆုံးမှာယာကုပ်လို့ခေါ်တဲ့ဣသရလသူရဲ့သားယောသအေဂုတုပြည်ကိုဂျုံဖြစ်ရောင်းစားခံရပြီးတော့မှယောသနဲ့အတူဘုရားခင်ပါရှိသောကြောင့်အေဂုတုပြည်ရဲ့ဒုတိယဘုရင်ထိဖြစ်လာတယ်။ပြီးတော့မှတခါသူရဲ့ဖခင်နဲ့တခါသူတို့မိသားစုအားလုံးကိုအေဂုတုပြည်ရဲ့ဂေါရှင်အရတ်မှာနေထိုင်စေပါတယ်။ ။နောက်ယောသတည်ဆုံးပြီးတော့ပါနှစ်ပေါင်း400အတွင်းမှာအိဒါလူမျိုးတွေကအင်မတန်မှအာများပြားလာတယ်။များပြားလာပြီးတော့မှယောသကိုမသိတဲ့ဘုရင်လက်ထက်မှာတော့အိဒါလူတွေအင်အားကြီးလာခြင်းကိုကြည့်ပြီးတော့မှအာသူတို့ကိုရံပြုတ်တိုက်ခိုက်ပါကိုစိုးရိမ်တဲ့အတွက်ကြောင့်မလို့အိဒါလူတွေကိုကျုံဖြစ်နေစတဲ့နှိမ့်ဆက်ညင်းညင်းစေပြီးတော့မှခိုင်းစေပါ ဒါနဲ့ပဲမောရှေဆိုတဲ့လူတူကိုဘုရားခင်ကရွေးကောက်ပြီးတော့မှအဲကုတ်တုအဲကုတ်တုဘရင်ဖာရောနဲ့မောရှေကိုပေးတွေ့ပြီးတော့ပါဣသရလူမျိုးတွေကိုဂျုံဖြစ်ကနေလွတ်စေတယ်အဓိကတော့ဘုရားခင်ကိုကိုးခွယ်ဖို့ရန်အတွက်အဲကုတ်တုဘီကနေထွက်ခွာခွင့်ပေးဖို့တောင်းဆိုခိုင်းပါတယ်ဖာရောဘရင်ကခေါင်းမာစွာနဲ့ပဲမလွတ်လို့ ဘုရားခင်ကအေဂုတ်ရူပြည်မှာကပ်ဘေး၁၀ခုတက်ရောက်စေပါတယ်။နောက်ဆုံးမှာအေဂုတ်ရူပြည်ရဲ့ကားဥတွေအကုန်သေဆုံးရတဲ့ဘေးကိုကြုံတွေ့ရမှာဣဇရလူမျိုးတွေကိုတိုင်းပြည်ကနေထွက်ခွာဝင်ပေးလိုက်ပါတယ်။ဒါပေမဲ့ဣဇရလူတွေတွားပြီးမှသူစိတ်ကြောင်းသွားပြီးတော့မှတခါစစ်တာကြီးနဲ့ပြန်လိုက်ဖမ်းတဲ့ခါမှာပင်လယ်နေမှာပင်လယ်တစ်ချမ်းကွဲသွားကွာစီဖျားခင်ပင်လယ်နေမှာပင်လယ်တစ်ချမ်းကိုကွဲစီပြီးတော့မှ ဣဒရာလူမျိုးတွေအောင်းအောဖေရပင်လယ်ကိုဖြတ်တန်းကျော်ဖြတ်ပြီးတော့မှအေဂရုစတတိကတော့ပင်လယ်ထဲမှာပျက်စီးခဲ့ရပါတယ်။နောက်တိနာတော်မှာဘုရားခင်ကမောရှင်ကိုပြည့်ညတ်တရားများပေးရပါတယ်။ပြည့်ညတ်တော်၁၀ပါးကိုတော့ကြောက်ပြားနှပြားပေါ်မှာဘုရားခင်ကိုယ်တိုင်ရေးပေးလိုက်တာဖြစ်ပါတယ်။နောက်တော့သူ့လူမျိုးတွေနဲ့အတူသူအတူရှိချောင်းပြသဖို့ရန်နဲ့သူ့လူတွေကို သူ့ကိုဝိပုကိုးကွယ်ဖို့အတွက်အဲတော်ကိုဘုရားခင်ကစောက်ခိုင်းပါတယ်။ တမရဝချဟာအခန်းကြီးစုစုပေါင်း40ပါဝင်ပြီးတော့မှ အခန်းကြီး1နဲ့2ကဣသရာတွေကိုဒုပွားများပြားလာတဲ့အကြောင်းနောက်ပြီးတော့မှဖာရောဘီအတိပေါ်ထွက်လာပြီးတော့မှဣသရာလူမျိုးတွေကိုဖျက်ဆီးဖို့စီစဉ်တဲ့အကြောင်းနဲ့မောရှေမွေးဖွားလာတဲ့အကြောင်းကိုတွေ့ရမှာဖြစ်ပါတယ်အခန်းကြီး3ကနေ7နှစ်ထိမှာတော့ဖျားခင်နဲ့မောရှေတွေ့ဆုံတဲ့အကြောင်းအကြောင်းရဲ့နောက်ပြီးတော့မှအေဂရုပြီပါဖျားခင်စီရင်တဲ့ ကံပေးဆယ်ခုအကြောင်းနောက်ပိုင်းဒီပွဲတော်တွေလို့လူသိများလာတဲ့ဒီတိုးတငယ်ကိုတပ်ပြီးတော့မှအသွေးကိုအိမ်တွေကမှထုတ်ချင်းအားဖြင့်ဣသရာသားဦးတွေအသက်ချမ်းသာရာရတဲ့အကြောင်းနဲ့အဲဂုတ်တီကြီးကလည်းထွက်ခွာလာကြတာကိုတွေ့ရမှာဖြစ်ပါတယ်။အဲ့လောက်တော့ပတ်တကပွဲလို့ခေါ်ပါတယ်။အခန်းကြီး1ကနေ7နှစ်ထိကတော့နှစ်ပေါင်း430ကြာခဲ့ပြီးတော့မှဣသရာတွေ ဘုရားခင်ရွေးချယ်တဲ့ဣဒရာလူမျိုးတွေအေဂုရုပီကနေဒီဆင်းရဲဒုက္ခဝေဒနာခံစားရပြီးတော့မှထွက်မြောက်လာတဲ့အကြောင်းတွေဖြစ်ပါတယ်။အခါနီး73ကနေ78တိကတော့ဣဒရာလူတွေကြီးသွားတဲ့အကြောင်းပင်လယ်နေကိုဖျက်တဲ့အကြောင်းသူတို့ကိုဘုရားခင်ကိုယ်တိုင်နေ့အခါမိုးတိမ်တိုင်းနဲ့ညအခါမီးတိုင်းအဖြစ်ဥဆောင်တဲ့အကြောင်းကိုတွေ့ရပြီးတော့မှဣဒရာလူတွေရဲ့မကျေနပ်မှုတွေ နှီးတွားမှုတွေပြီးတော့မှအာမောရှေကိုလည်းပုံကနေအကြောင်းတွေကိုတွေ့ရမှာဖြစ်တယ်အခန်းကြီး29ကနေ24ခုမှာတော့ဘုရားခင်ကတိနာတောင်မှာမောရှေကိုပြညတ်တရားများချမှတ်စီရင်ဧသာပိတာကိုတွေ့ရမှာဖြစ်ပြီးတော့မှအဲ့ဒီပြညတ်တရားတွေကိုကိုချင်းတရားဆိုင်ရာပြညတ်တွေပြီးတော့မှအများနဲ့ဆိုင်တဲ့အုတ်ချိုရေးဆိုင်ရာပြညတ်တွေနောက်ပြီးတော့မှလူမှုရေးဆိုင်ရာပြညတ်များဆိုပြီးတော့မှ၃မျိုး ွဲခြားလို့ရပါတယ်။နောက်အဲ့ဒီသီနာတောင်ပါပဲသူ့ကိုလူတွေကိုးကွယ်ဖို့အတွက်တဲတော်ကိုဘလို့ဆောက်ရမယ်ဆိုတဲ့အကြောင်းမောရှိကိုဘုရားခင်ကအသေးစိတ်မှာကြားခြင်းနဲ့ထွံ့မြောက်ခြင်းကိုအစိုးတာထားပါတယ်။ဣသရေလလူတွေရဲ့ညှိတွားမှုနဲ့စတင်ခဲ့တဲ့အတွက်ထွံ့မြောက်ခြင်းဟာဘုရားခင်ကိုသူတို့ဝိပုကိုးကွယ်ပြီးတော့မှဘုရားခင်ဘုရားဘုန်းတော်နဲ့အဆုံးသတ်ခဲ့ရပါတယ်။ ထွေးမြောက်ကြားမှာကျွန်တော်တို့လက်တွေ့လိုက်ရှောက်ဖို့ရန်အတွက်ဆင်ခြင်ရမယ်အကြောင်းအရာ၃ခုရှိပါတယ်ပထမတစ်ခုကတော့ဘုရားခင်နဲ့မောရှိ တွေ့ကြပြီးတော့မှဘုရားခင်ကမောရှိကိုအာသူ့လူတွေကိုဥဆောင်ခိုင်းတဲ့အခါမောရှိကဘုရားခင်ရဲ့နာမည်ကိုသူတို့မေးလို့ရှိရင်လည်း "तू ဘလို့ဖြေရမလဲ"ဘုရားခင်နာမည်ဘလို့ခေါ်လဲပေါ့နော်အဲဒီခါမှာဘုရားခင်ကသူ့နာမည်ကငါဖြစ်တဲ့အတိုင်းငါဖြစ်တယ်လို့ပြောပါတယ်ဒါကြောင့်ကျွန်တော်တို့ခုခုခုငါ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 လို့ မုတ်ဆရာအကြောင်းနေဖြစ်လာတဲ့အခါအခါတိုင်းမှာငါဆိုတာကျွန်တော်တို့မဟုတ်ဘူးဘုရားခင်ဖြစ်တယ်လို့တိမရမှာဖြစ်ပါတယ်ဥမာဒါငါဟာဆိုရင်ပါပြီဒါဘုရားခင်ဟာဒါငါလှုပ်တာဆိုလို့ရှိရင်မဟုတ်ဘူးဒါဘုရားခင်လှုပ်တာဟောအဲ့လိုမျိုးပေါ့နောက်တစ်ခုကတော့ဖာရောဖီကောင်းမှဆိုတာ ਨੇ သူ့လူတွေကိုမလှုပ်ဘူးဆိုတာဘုရားခင်သိပါတယ်စကပေးဆယ်ခုတက်ရောက်စေခဲ့တာကဖာရောဖီကောင်းမှမှာကောင်းမှမင်မှာ တည်ရင်လေဘုရားခင်ကသူ့ကိုနောင်တရဖို့အခွင့်အရေးဆယ်ကပေးတဲ့ပေးတယ်လို့တိမှတ်ရမှာဖြစ်ပါတယ်။နောင်တရဖို့အခွင့်အရေးဆယ်ကပေးတဲ့အတွက်ဘုရားခင်ရဲ့မေတ္တာတော်ကသာတိမှတ်ရမှာဖြစ်တယ်။နောက်ဆုံးတစ်ခုကတော့နှစ်ပေါင်းများစွာအကုတုပြည်မှာဆင်းရဲဒုက္ခဝေဒနာခံစားခဲ့ရပေမဲ့တော်ထဲမှာဘုရားခင်ဦးဆောင်တဲ့နောက်ကိုလိုက်နေရတဲ့ကာလအတွင်းမှာတိမ်ခံနိုင်ပဲညှိထွားခဲ့ကြတဲ့ဣဒ္ဓလူမျိုးတွေပဲ ဘယ်ကလို့ဖြစ်မလဲသူတို့လည်းမဖြစ်ဖို့အတွက်ကျွန်တော်တို့အသက်ရှင်ရမယ်ဆိုတဲ့အကြောင်းပြစ်တာနဲ့ဝေငှပါတယ်အားလုံးကိုဖျားခင်ကောင်းကြီးပေးပါစေ